တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်လုပ်ငန်းများအတွက်ချင်းငွေထုတ်ချေးပေးခြင်းနဲ့လိုအပ်တာတွေဖြည့်ဆည်းဆောင်ရွက်ခဲ့ပေမဲ့ထိုက်တင်တလောက်အောင်မြင်မှုမရှိခဲ့ကြောင်းနာဆကောက်ခထဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကမေလ19ရက်နေ့အစည်းအဝေးမှာပြောကြားလိုက်ပါတယ်အစိုးရအနေနဲ့မူဝါဒကိုသာချမှတ်ပေးမှဖြစ်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကအောင်မြင်အောင်ဆောင်ရွက်ပေးရမှာဖြစ်ကအလုံးလုံးနိုင်အောင်ဖန်တီးပေးနိုင်ဖို့နဲ့တိုက်တွန်းပေးဖို့အစိုးရမှတာဝန်ရှိတယ်လို့ဆိုပါတယ် စီပွားရေးလုပ်ငန်းတွေမှာပန်းနိုင်ရည်မှန်းချက်ပြည့်မီမှုမရှိသေးတာကိုတွေ့ရှိရပြီးစီထွက်သီးနှံနဲ့ပတ်သက်ရင်အထွတ်နှုန်းအားနည်းနေစေဖြစ်ကပြည်ပမှတင်သွင်းနေရဆဲလို့ဆက်ပြောပါတယ်။စိုက်ပျိုးသီးနှံတွေပန်းနိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့်နိုင်ငံဝင်ငွေအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ခန့်ညှော်နေခဲ့တာကိုတွက်ချက်မှုတွေအရာတွေ့ရှိရပါတယ်။တီထက်စွာအားရေရန်ုံပြည့်ပြည့်မီအောင်ဆောင်ရွက်နိုင်မဲဆိုရင်အမေရိကန်ဒေါ်လာ14ဘီလီယံခန့်ဝင်ငွေပုံမှုရရှိလာမှာဖြစ်တယ်လို့လဲ NASA ကဥက္ကဋ္ဌကဆိုပါတယ် မိမိတို့နိုင်ငံအနေနဲ့ရေကန်မြေကန်ကောင်းတွေနဲ့လောအားအရင်းမြစ်တွေရှိပြီးဖြစ်ပေမဲ့အမှန်တကယ်အလုံးလုံးချင်းမရှိလို့ဝင်ငွေနည်းနေရခြင်းဖြစ်တယ်လို့လည်းဆက်ပြောပါတယ်။ကုန်စည်နှုန်းကြီးမြတ်ခြင်းနဲ့ပတ်သက်ရင်အပြေရှားဖို့လိုပြီးထုတ်လုပ်မှုကုန်ကျစရိတ်မြန်မာခြင်းဝယ်လိုအားနဲ့ရောင်းလိုအားမမျှတခြင်းတို့ကိုဖြည့်ရှင်းဆောင်ရွက်သွားဖို့လိုတယ်လို့ဆိုထားကြောင်းပါခင်ဗျာ။